ဟယ်လိုအားလုံးပဲမင်္ဂလာပါကင်လင်း YouTube Channel နဲ့တီတီကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကတော့ကင်လင်းဖြစ်ပါတယ်ကင်လင်းပရိသတ်တွေအားလုံးပဲမင်္ဂလာရှိသောနေ့လည်ကင်လင်းကိုပတ်သက်ပါစေလို့အရင်ဦးဆုံးဆုမကောင်းတောင်းမိလိုက်ပါတယ်ခင်ဗျာโอเคပါအဲ့တော့ကျွန်တော်ကဒီဘော်ဒဘူးနေ့လည်မှာတော့ကျွန်တော်က၃ည၃ဆိုတဲ့ဟင်းလေးထွက်ခဲ့တယ်အဲ့အတွက်ကျွန်တော်တို့အနေနဲ့ကျွန်တော်ပေးထားခဲ့တဲ့အရာလေးကဒီနေ့လည်မှာတော့မဖြစ်ခဲ့ဘူး ဒါပေမဲ့ကျွန်တော်ကပြောပြတာပါမိဆွေတွေကိုတရက်စာโอเคအဲ့တော့ညနေခင်းမှာပေါ့နော်ကျွန်တော်ပေးခဲ့တဲ့အရာလေးတွေကိုမိဆွေတို့ပြန်လည်ပြီးတော့လုပ်ကြပါနော်အဲ့တော့ပြောမယ်ဆိုရင်တော့ကျွန်တော်နင်းနေရဲ့တရက်စာမှာဆိုရင်တရက်စာကီးဟင်းမှာဆိုရင်6 4 6ဆိုတဲ့ကီးဟင်းလေးရှိသလိုပရိတ်ဆိုတဲ့ဟင်းလေးမှာတော့ကျွန်တော်က6 9ဆိုတဲ့ပရိတ်ဟင်းလေးကရှိရဗျာအဲ့တော့မိတ်ဆွေတို့ကိုတခုပြောချင်တာကကျွန်တော်ကအခုညနေအတွက်မှာဆိုရင်ကျွန်တော်ဘဲရောက်ကိုကြိုက်ွာလဲဆိုတော့၄ဆိုတဲ့အရာလေးဗျာ ကီးဟင်းမှလည်းကြိုက်တယ်ပရင်ဟင်းမှလည်းကြိုက်တယ်ပေါ့နော်အမှန်တမ်းပြောရင်၄ဘိုင်ဆိုရင်ဟင်းလေးတော့မှပို့ပြီးတော့ကြိုက်နှစ်အောင်မလားဘာလို့ဆိုတော့နှစ်ခလုံးထဲမှာလာပြီးတော့ဒီကောင်ကတူညီနေရအောင်တူညီနေတယ်ဆိုတော့ပို့ပြီးတော့ဒီကောင်ကလာနိုင်ကြီးအားကောင်းကောင်းရတယ်ပေါ့နော်အဲဟင်းဘွက်လေးကအဲ့တော့ကျွန်တော်တခုပြောချင်တာကဒီညနေမှာမိတ်ဆွေတို့ကဒီလေးကင်းဟင်း not လေးနဲ့ပတ်သက်တဲ့ကီးဟင်းလေးရဲ့လေးနဲ့ပတ်သက်တဲ့ပရင်ဟင်းလေးရဲ့ကိုပို့ပြီးတင်ကြပါဘလို့ရမယ်လေးတွေကိုမိတ်ဆွေတို့ကတင်ပြီးတော့ချက်လို့ရလဲဆိုတော့အဲကျွန်တော်ပြောမယ်ဆိုတော့ကျွန်တော်ကဘယ်လိုအရာလေးရှိမယ်ဆိုတော့ကျွန်တော်က 40ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့55ဆိုတဲ့ဟိုပါပေါ့နော်40ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့ကျွန်တော်တို့အနေနဲ့40ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့ကျွန်တော်တို့အနေနဲ့55ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့ကျွန်တော်အနေနဲ့48ဆိုတဲ့ဟင်းပွဲလေးရှိမယ်အဲ့ဒီဟင်းသုံးပွဲလေးကိုတော့မိတ်ဆွေတို့ကဒီဘော်ဒဝင်းညနေမှာပို့ပြီးတော့တင်ကြပါတော့။ပို့ပြီးချက်ကြပါတော့။အဲ့တော့ကြံရှိတဲ့ဒီအရာလေးတွေကိုတော့ဒါကြံရှိတဲ့အရာလေးဆိုဘာတွေရှိမလဲဆိုတော့ကျွန်တော်ပြောအောင်မယ်ဆိုရင်တော့ကျွန်တော်တို့က 6နဲ့ပတ်သက်ရင်တော့ကျွန်တော်ကဗာလေးရှိမယ်ဆိုတော့ကျွန်တော်က65ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့ကျွန်တော်အနေနဲ့က90ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့ကျွန်တော်က93ဆိုတဲ့ဟင်းလေးရှိမယ်ဗျအဲပြီးတော့နောက်တစ်ခုအနေနဲ့ကကျတော့ကျွန်တော်ကပြောမယ်ဆိုတော့6ဆိုတဲ့ဟင်းလေးနဲ့ပတ်သက်ရင်တော့ကျွန်တော်ကဘယ်လိုရလေးရှိမယ်ဆိုတော့68ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့ကျွန်တော်63ဆိုတဲ့ဟင်းလေးရှိမယ်ပြီးတော့66ဆိုတဲ့ဟင်းလေးရှိမယ်ဗျအဲ့တော့ကျွန်တော်ကဒီညနေမှာတော့ဗောနော်ဒါမနက်က ဟင်းဘွားကမထုတ်ဘူးဆိုတော့ပို့ပြီးတော့ဒီညနေမှာပို့ပြီးတော့မိတ်ဆွေတို့ပို့ပြီးဟင်းလေးချက်လို့ပို့ကောင်းတယ်ပေါ့နော်ကျွန်တော်ကဒီညနေမှာ၄ကီဟင်းလေးနဲ့ရမ်းကြိုက်တယ်လေပရဟင်းလေးလည်းရမ်းကြိုက်တယ်ဗျလေးကဘိုင်ဖြစ်တော့မှသူကဘိုင်ဟင်းဖြစ်တော့မှသူကလိုင်းလာနိုင်သွားတယ်ပေါ့နော်လိုင်းလာနိုင်ချင်အကောင်းတယ်ပေါ့နော်ကဲအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကင်းလင်းကိုဒါစီနာတတ်တတ်နဲ့ကင်းလင်းအတွက်ပေါ့နော်အာစီနာတတ်တတ်နဲ့ကိုညီပြီးစပုတ်ပေးရတဲ့လူတွေကိုကျေးဇူးအများကြီးတင်ပါတယ်အဲစပုတ်မပေးရတဲ့လူတွေကိုလည်း ဘာမှမပြောပါဘူးเนาะရပါတယ်မိတ်ဆွေတို့ဆက်လက်ပြီးတော့ကြည့်ရှုအားပေးပါတခုပဲရှိပါတယ်ခင်ဗျကျွန်တော်အဲ့ဒီဗီဒီယိုမှာလည်းကြီးညာခဲ့တယ်ကျွန်တော်ဒါ support ကျင်တဲ့လူတွေအဖြူလက်တဲ့ support ကျင်တဲ့လူတွေအတွက်ကျွန်တော်ဒီကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကိုတင်ပေးရခြင်းဖြစ်တယ်အဲ့တော့တချို့လူတွေအလိုက်မသိပါဘူးเนาะဖုန်းတွေဆက်ပြီးအတင်းတွေ light down နေပေါ့เนาะဟင်းပွဲတွေကို အားလုံးကိုဓာတ်နုပဲတူတူပဲဗီဒီယိုထဲမှာအားလုံးကိုဓာတ်နုပဲပြောပေးထားပါတယ်အဲကျွန်တော်ကိုအမြဲတမ်းအမြဲတမ်း support ပေးနေရလူတွေကိုတော့ကျွန်တော်ပါတော့ကျွန်တော်ဒီသက်ချပေးတာလေးရောရှိရပါတော့ဒါမနေ့ကဆိုလဲဒါဒီ59ဆိုလဲ95ဆိုလဲဟင်းဝဲလေးဆိုတာကျွန်တော်ကိုအမြဲတမ်းအပတ်တိုင်းအပတ်တိုင်းမှန်သည်ဖြစ်စေမှားသည်ဖြစ်စေမှန်သည်ဖြစ်စေမှားသည်ဖြစ်စေအမြဲတမ်း support ပေးနေလူတွေကိုတော့ဒါကျွန်တော်တသက်ချပေးရဟင်းဝဲလေးပါတော့ဒါပေမဲ့မိတ်ဆွေတို့လည်းဒါကျွန်တော်စီနာနဲ့တင်မိတဲ့နေရာမှာလျှော်သွားခြင်းမရှိပါဘူးခင်ဗျာ အားလုံးကိုကျေးဇူးများတင်ပါတယ်ညနေခင်းမှာမိတ်ဆွေတို့ကြော်ရှင်နိုင်မယ်လို့ကျွန်တော်ကလင်းမှယုံကြည်ပါတယ်ခင်ဗျာကလင်းကိုယုံကြည်တဲ့လူတွေကလည်းမိတ်ဆွေတို့စင်ပြတလို့စင်ပြတလို့ဒီဟင်းပွဲကိုချက်စားကြဖို့ကျွန်တော်နေနဲ့မျှော်လင့်မိပါတယ်ခင်ဗျာကျွန်တော်ကတော့ကလင်းဖြစ်ပါတယ်ခင်ဗျာ